ကိုတီတီရဲ့ YouTuber 11တင်တန်းကတကယ်ရောတန်ရယ်။တင်တာအောင်မြင်တဲ့ YouTuber တယောက်ဖြစ်ဖို့အတွက်ဘာလိုရလဲ။ဘာတီတင်လဲ။မိစေတာအောင်မြင်တဲ့ကိုနက်ခွေတာဖြစ်ဖို့အတွက်စတင်လည်လာနေပြီဆိုရင် GV ရောတင့်အတွက်အများကြီးအကျိုးရှိပါလိမ့်မယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်နာမည်ရေတေပြဖြစ်ပါတယ်။ကိုတီတီကိုတီးကြလား။ ဟယ်လိုအားလုံးမင်္ဂလာပါဒီအခုရောက်နေတဲ့နေရာကတော့မြင်းဘူးကြလားမြင်းဘူးကြမယ်လို့ထင်ပါတယ်2025ခုနှစ်မှာ Connect Creation စလုပ်ဖို့နောက်ကျနေပြီလားလို့မလဲပေါ့နော်ဒါမှမဟုတ် Music Copyright ပြီးတာလားဘယ်လိုမျိုးမတည့်တူတဲ့ရှင်းရှိပါလိမ့်မယ်ဒါပေမဲ့ YouTube နဲ့ Facebook မှာ follower အများကြီးရှိတဲ့မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့ Connect Creator တွေမှာတယောက်အပါအဝင်ဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲကိုတီတီတင်နှုန်းဖွင့်တော်တွေတော့ကျွန်တော်တွားတက်ခဲ့ပါတယ်တင်နှန်းကြီးကတုံးနှင်းပေးရပြီးတော့ကျွန်တော်ဆက်စပ်တက်တဲ့ချိန်မှာစိုးရိမ်မှုရှိခဲ့ပါတယ် ။ဘာလဲဆိုတော့ကျွန်တော်ရင်ဆောင်တန်းဖူးရဲ့တန်းတန်းတွေကဒီထက်မကအများရဲ့အတွက်ကြောင့်ဒီတန်းတန်းကကျွန်တော်အတွက်အထောက်အကူဖြစ်ပါမလား။ကျွန်တော်တည်ချင်တဲ့အချက်တွေရောရအောင်ကြပါတော့ဆိုတော့စိုးရင်ချက်ရှိခဲ့ပါတယ်။နောက်ပိုင်းကျွန်တော်တန်းဆက်တဲ့အချိန်မှာအရင်ဆုံးတိလိုက်ရတာကကျွန်တော်လူငယ်တွေသူ့စီမှာအတူတင်တဲ့အချက်တွေအများကြီးရှိပါလားဆိုတော့ကျွန်တော်သိလိုက်ရတယ်။မှောင်ဆုံးနေနဲ့တင်ပေးတာတော့ YouTube အကောင့်စာဖွင့်နေရစတင်ပေးပြီးတော့ကိုနန့်ခရီးတာအတွက်အဓိကလိုအပ်တဲ့ဗီဒီယို editing အတွက်ကက်ကက် Adobe Premiere နဲ့ Final Cut Pro ကိုတင်ပေးပါတယ်။ Final Cup Pro ကတော့ကိုတီတီကိုတိုင်တင်ပေးပြီးတော့ကျန်တာတွေကတော့သူ့အမှန်မှအဖွဲ့ဝင်တွေကတင်ပေးပါတယ်။နောက်ပြီးကိုန်းန့်ရင်းနီခေါင်းစဉ်ကိုလူစိတ်ဝင်စားအောင်ရင်းနီနဲ့ကိုပန်ပန်တိဆောက်နီအောင်မြင်တဲ့ YouTuber တယောက်ဖြစ်ဖို့အတွက်လူတွေအချက်အလက်တွေပြောပြတဲ့အပြင်အခြားပြင်ပဆိုင်တဲ့ knowledge share တွေလည်းပေးပါတယ်။ Video Call တပုတ်ဖြစ်ဖို့အတွက်လိုအပ်တဲ့ mic camera lighting ပြောပြတဲ့အပြင်သူ့ရဲ့တိန်းထောင်တဲ့ project ကို ပြောပြတဲ့အချိန်မှာတိလိုက်ရတာကကျွန်တော်ခံယူရတဲ့အချို့အရာတွေအချို့မာနာတွေကမားနေပါလားဆိုတာ တိခဲ့ရတဲ့အတွက်ကျွန်တော်ရွေးချယ်မှုမှန်သွားပါလားဆိုတာသိလိုက်ရပါတယ်။တင်မင်းပုံစံကတော့ Telegram ကနေဗီဒီယိုများတင်ပေးပြီးတင်နှံပြီးတော့လည်းဗီဒီယိုများရှိနေမှာဖြစ်ပါတယ်။ Zone Lab Session ကတော့၅ချိန်ရှိပြီးတစ်ချိန်နဲ့နှစ်နာရီကိုတူကြီးကိုတန်တင်ပေးပြီးပဋိသရှင်နဲ့တိုင်းတိုင်းမေးလို့ရပါတယ်။ Zone Lab မတက်ခဲ့ရတဲ့သူတွေအတွက်လည်း Telegram မှာပြန်တင်ပေးပါတယ်။ကိုတန်ပြုတ်ထားတဲ့ဗီဒီယိုများကို assignment ထပ်ကပြီးကိုတူကြီးကိုတန်စစ်ပေးပါတယ်။နောက် Zone Lab Session မှာသူကိုယ်တိုင်ရှင်းပြပြီးဘယ်လိုလုပ်ရင်ဘယ်လိုကောင်းမှာဆိုတဲ့အရာလေးတိကျပြောပြပါတယ်။ နှမ်းတက်ပြီးမှအောင်မြင်သွားတူတွေရှိလို့ကျွန်တော်တို့တည်တဲ့အောင်မြင်တဲ့သူတွေကလည်းတန်းလာတတ်ကြအောင်မြင်ကြတဲ့သူကတော့တန်းတစ်ခုတည်းနဲ့မလုံလောက်ပဲကိုယ်တိုင်စူးစမ်းအားထုတ်မှုလည်းလိုပါသေးတယ်တန်းတက်ဖို့စိတ်ဝင်စားတဲ့သူတွေကတော့ YouTuber 101 B20 ကိုနိုဝင်ဘာလ6ရက်နေ့မှာတက်ဖို့မှာဖြစ်ပါတယ်တန်းကြီးကတော့3နေ့ကနေ5နေ့ပြည့်လို့ပြောင်းသွားပါတယ်ဒါပေမဲ့ကျွန်တော် YouTube နဲ့ရဲသေးတူပတ်စည်းတို့ကိုပြောပြီးအမဆိုးရှင်တသိန်း discount ရမှာဖြစ်ပါတယ်၅သိန်းကနေ၄သိန်းပဲကျတဲ့မှာဖြစ်ပါတယ် ဘလို့လူတွေတက်တယ်လဲဆိုတော့ကိုနန်ခရီတာကောင်းတယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတဲ့သူတွေကတော့တက်ဖို့အကြံပြုပါတယ်။ဒါပေမဲ့ကောက်ယူမိတွေကတော့လုံးဝလုံးဝတက်တယ်မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ပတ်စံကုန်မှာဆုလို့ပါကျန်တဲ့အရာတွေကတော့မိတ်ဆွေတို့ကလည်းစဉ်းစားဆုံးဖြတ်ပါကျွန်တော်အကြံပြုခြင်းဖြစ်ပါတယ်တကယ်လို့တင်နန်းအခက်လို့ရှိရင်ကျွန်တော်ရဲ့ YouTube နေဖြစ်တဲ့ရဲတွေတူဝက်ဇင်းတို့ကိုပြောပြီးအဲ့လို့ရှိရင် Discord တင်ရမှာဖြစ်ပါတယ်မမေ့ပါနဲ့အားလုံးစုစုတင်ပါတယ် Bye